အမေရိကန်တိုက်ခိုက်မှုအသင်းများကသဘုံထိ ंछ ုပ်ထားတဲ့မြို့တော်စာနာကိုထိမှန်ခဲ့တယ်လို့မက်စလာ26ရက်ညပိုင်းမှာဟူဒီမီဒီယာကသတင်းဖော်ပြခဲ့ပါတယ်။ယေမင်တို့ရဲ့ခြားနေရာများတွင်အမေရိကန်တို့ရဲ့စီးနေတိုက်ခိုက်မှု19ကြိမ်ရှိခဲ့ကြောင်းစောစောပိုင်းမှာဟူဒီမီဒီယာကဖော်ပြခဲ့ပါတယ်။ကျူးကျော်တို့အမေရိကန်ရဲ့ဇက်တိုက်တိုက်ခိုက်မှုတွေဟာမြို့တော်ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကိုထိမှန်ခဲ့ပါတယ်လို့ MRCR Channel ကထုတ်လင်းခဲ့ပါတယ်။နောက်ထပ်သတင်းစိတ်များကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။ အရန်ကိုနှစ်ကြိမ်တက်ခိုက်ခဲ့တဲ့အပြင်စားတာအုပ်ချုပ်ရေးဖွဲ့ကိုအမေရိကန်က16ကြိမ်တက်ခိုက်ခဲ့တယ်လို့စောစောပိုင်းတွင်အဆိုပါရုပ်သံလိုင်းကဖော်ပြခဲ့ပါတယ်။ကျူကျော်သောအမေရိကန်ဟာစားတာရှိခန္ဓာကိုယ်အတွင်းအဖူးကျိတ်ကုသရေးဆေးရုံအဆောက်အုံကိုပြစ်မှတ်ထားခဲ့တယ်လို့အီရန်ကြောထောက်နောက်ခံပြဟူဒီတဘုံတို့ရဲ့သတင်းဌာနအမ်စီယာကသတင်းဖော်ပြခဲ့ပါတယ်။ တိစောက်နေတဲ့စေယုံကိုလွန်ခဲ့တဲ့သတင်းပတ်တုန်းကလည်းတက်ခိုက်ခဲ့တယ်လို့၎င်းမီဒီယာကဖော်ပြခဲ့ပါတယ်။စေယုံကိုနောက်ဆုံးတက်ခိုက်မှုတွင်အရဲသားနှုတ်တရားရခဲ့တယ်လို့ဟူသည်ကျမရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီးစေယုံကိုတက်ခိုက်ခြင်းဟာစစ်ရဲမှုအပြေအဝကျူးလွန်ခြင်းဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ဟူသည်ဟာအမေရိကန်လေယာဉ်တင်သင်းမော USS Harry Truman ဦးဆောင်တဲ့ရန်သူစစ်သည်မောများကိုပင်လယ်နီမှာပြစ်မှတ်ထားခဲ့တယ်လို့လည်းမတ်လ26ရက်နေ့စောစောပိုင်းမှာဟူသည်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။